မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံခွင့်ရရှိထားတဲ့ Oritu ကုမ္ပဏီကနေပြည်ရင်းမှာရင်းနှီးမြှုပ်နှံမှုအတွက်လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်မှုတွေစတင်နေပြီဖြစ်တယ်လို့သိရပါဗျ။ Oritu ကုမ္ပဏီအနေနဲ့ပြည်ရင်းမှာ American Dollar 15 Billion အထိရင်းနှီးမြှုပ်နှံမှုရှိပြီးဒီဇင်ဘာလ9ရက်နေ့ကမြန်မာနိုင်ငံရဲ့ Telecommunication ကဏ္ဍမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်တဲ့လုံထုံးလုံနည်းတွေဥပဒေတွေနဲ့အခွင့်အလမ်းတွေကိုသိရှိနိုင်မှုအတွက်အဆိုပါကုမ္ပဏီက Orido Company အနေနဲ့ပြည်တွင်းမှာ American Dollar 15 billion အထိယင်းနှိမ့်နှံမှုရှိပြီးဒီဇင်ဘာလ9ရက်နေ့ကမြန်မာနိုင်ငံရဲ့ Telecommunication ကဏ္ဍမှာယင်းနှိမ့်နှံမှုတွေနဲ့ပတ်သက်တဲ့လုံထုံးလုံနည်းတွေဥပဒေတွေနဲ့အခွင့်အလမ်းတွေကိုသိရှိနိုင်မှုအတွက်အဆိုပါကုမ္ပဏီကအကြံပေးအရာရှိဖြစ်သူဟာနေပြည်တော်မှာရှိတဲ့ယင်းနှိမ့်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကိုလာရောက်ခါတာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍမှာပုဂ္ဂလိကကုမ္ပဏီတွေဝင်ရောက်ဖို့တင်တာခေါ်ယူမှုတွေပြုလုပ်ခဲ့ရမှာဝင်ခွင့်လျှောက်ထားတဲ့ကုမ္ပဏီ60တဲကနှစ်ခုကိုစီစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။အခုအခါအဆိုပါရွေးချယ်ခံရတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oritu ကုမ္ပဏီကနေမြန်မာနိုင်ငံအတွင်းကမ္ဘာအဆင့်မီတယ်လီဖုန်းကိုရဲ့ထူထောင်မှုအတွက်တာဝါရိုင်းနေဆောက်လုပ်ဖို့ကိုလည်း Digicel Asia Holdings ကုမ္ပဏီနဲ့သဘောတူညီချက်လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့2012ခုနှစ်အတွင်းက Oridu Company ဆက်သွယ်ရေးကိုရက်ကိုအသုံးပြုသူ62တန်းကျော်ရှိခဲ့ပြီးဝင်ငွေ American Dollar 6.3ဘီလီယံရရှိထားတာဖြစ်ပါတယ်။